မင်္ဂလာပါခင်ဗျာမေလ၄ရက်နေ့အတွက် VOA ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။စနေနေ့ကစင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာလက်ရှိအာဏာရ People Action Party PAP ဟာအပြတ်သက်အနိုင်ရရှိခဲ့ပါတယ်။ဝင်းကြီးချုပ်လော်ယံဝမ်ဦးဆောင်တဲ့ PAP ကမဲ65တသမ6ရာခိုင်နှုန်းနဲ့ပါလီမန်မှာ69နေရာရဲ့အများစုကိုလွှမ်းမိုးထားတာလည်းဖြစ်ပါတယ်။ ငွေကြေးဖောင်းပွားမှုလိုအပ်ခရရတံမှုနဲ့အလုတ်ကင်အလားလာကိုစိုးရိမ်မှုတို့ကြောင့်စင်ကာပူနိုင်ငံသားတွေဟာစနေနေ့မှာမဲပေးဖို့မဲယုံတွေကိုတွားရောက်ခဲ့ကြပါတယ်။စင်ကာပူနိုင်ငံဟာသူ့ရဲ့စီးပွားရေးအရွယ်အစားနဲ့နိုင်ငံတကာတပ်ဖွဲ့တွေနဲ့ထိတွေ့မှုတွေမှာအထူးသဖြင့်အားနည်းနေတယ်လို့ခန်စားရတယ်လို့စင်ကာပူအမျိုးသားတက္ကသိုလ် NUS မှာနိုင်ငံရေးသိပ္ပံတွဲဖက်ပါမောက်ခ EN ချောင်းကပြောကြားခဲ့ပါတယ်။အဓိကတိုက်ခံဖြစ်တဲ့ဗဟုလဝဲအလုံသမားပါတီ WP ဟာထိုင်းကုန်နေရာတွေထပ်မံရယူနိုင်ခဲ့ပေမဲ့သူဟာ ပါလီမန်မှာထိုင်ကုန်စနေရကိုဆက်လက်ဆုပ်ကိုင်နိုင်ထားစေဖြစ်ပါတယ်။ PP ဟာ1959ခုနှစ်ကလေးကစင်ကာပူကိုစင်စက်မပြတ်အုပ်ချုပ်ခဲ့ပြီးကမ္ဘာပေါ်မှာတည်တန်းအရှိဆုံးအုပ်ချုပ်ခဲ့တဲ့နိုင်ငံပါတီတွေကတခုလည်းဖြစ်ပါတယ်။အထူးသဖြင့်တော့ PAP အုပ်ချုပ်မှုအောက်မှာတိုင်းပြည်ထွန်းကားလာတာကိုမြင်ရတဲ့စင်ကာပူနိုင်ငံသားတွေစီကနေခိုင်မာတဲ့ထောက်ခံမှုကိုရရှိခဲ့တာလည်းဖြစ်ပါတယ် တနင်္ဂနွေနေ့အစောပိုင်းကရုပ်မြင်သံကြားမိကုံးမှဝင်းကြီးချုပ်ကမဲဆန္ဒရှင်တွေအားကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီးရလတ်တွေဟာစင်ကာပူအတွက်ရှုပ်ထွေးနေတဲ့ကမ္ဘာကြီးကိုရင်ဆိုင်ဖို့ပုံမကောင်းမွန်တဲ့အနေအထားမှာရှိစေမှာဖြစ်တယ်လို့ပြောကြားထားပါတယ်။နိုင်ငံကမီဒီယာတွေယင်းနှိမ့်ညွန့်သူတွေဒါမှမဟုတ်နိုင်ငံသားအစိုးရတွေပဲဖြစ်ဖြစ်ရွေးကောက်ပွဲကိုအနီးကပ်စောင့်ကြည့်နေကြပြီးရလတ်တွေကိုသတိပြုမိကြလိမ့်မယ်လို့သူကဆိုပါတယ်။ဒါဟာတင်းတို့အစိုးရပေါ်ယုံကြည်မှုနဲ့ရှင်းရှင်းလင်းလင်းအချက်ပြမှုတစ်ခုပါပဲ။ စင်ကာပူနိုင်ငံသားတွေကလည်းဒီကနေခွန်အားယူနိုင်ပြီးကျွန်ုပ်တို့ရဲ့အနာဂတ်ကိုမျှော်ကြည့်နိုင်ပါတယ်လို့ဝန်ကြီးချုပ်လော့ယန်ဝမ်ကမိခွန်းမှာ ပြောကြားခဲ့ကြောင်းသိရပါပါတယ်ခင်ဗျာ။ရီမင်ကပစ်ခတ်တဲ့ဒုံးကျည်ကိုကြားပြန့်ဟန်တားနိုင်ခဲ့ကြောင်းအစ္စရေးစစ်တပ်ကစနေနေ့မှာပြောကြားခဲ့ပြီးဟူတီတပ်ဖွဲ့ဝင်တွေကအဲ့ဒီတိုက်ခိုက်မှုဟာသူတို့လက်ချက်ဖြစ်ကြောင်းအခိုင်အမာပြောဆိုထားပါတယ်။ဒုံးကျည်ပစ်လွတ်ပြီးတဲ့နောက်အစ္စရေးနိုင်ငံရှိအေရီးယားအများအပြားမှာ အဝေါ်တန်အချက်ပေးမှုတွေပြုလုပ်ခဲ့တယ်လို့အစ်ဆွေစစ်တကပြောကြားထားပါတယ်။ဒုံးကျည်ပြစ်လုပ်မှုတွေကြောင့်ထိခိုက်သေးဆုံးမှုနဲ့ဆူဆူရွရထိခိုက်မှုမရှိဘူးလို့လည်းသိရပါတယ်။ဟူဒီစစ်တပ်ပြောရေးဆိုခွင့်ရှိသူကတော့ဒီတိုက်ခိုက်မှုဟာသူတို့ပြုလုပ်တာဖြစ်ကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်။မလာမာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဟူတီတပုံတွေကိုသူရဲ့စွမ်းဆောင်ရင်ကိုရှော့ချဖို့နဲ့ပင်လယ်နီမှာစီးပွားဖြစ်တင်းမောတွေကိုပိတ်မထားတားဆီးဖို့အတွက်ကြီးမားတဲ့တိုက်ခိုက်မှုတွေပြုလုပ်ဖို့အမိန့်ပေးခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့ကိုပြစ်မှတ်ထားကလူအသေးပြောင်များတဲ့တိုက်ခိုက်မှုတွေဟာဇန်နဝါရီလထရန့်တက်လာပြီးနောက်ပိုင်းအရှိလေပိုင်းမှာအကြီးမားဆုံးအမေရိကန်စစ်တပ်ရဲ့စစ်စင်ရင်တစ်ခုလည်းဖြစ်ပါတယ်။ဟားမတ်စစ်သွေးကြွတွေနဲ့ဂါဇာရှိအစ္စရေးတို့ကြားစစ်ပွဲမှာအစ္စရေးနဲ့ပင်လယ်နီတင်မောတွေကိုတိုက်ခိုက်ခြင်းဟာပါလက်စတိုင်းတို့နဲ့စီလုံးညီညွတ်တာကိုပြသချင်တာကြောင့်ဖြစ်တယ်လို့ဟူသီတွေကပြောကြားထားပါတယ်။ ဂါဇာကမ်းမြောင်ဒေသမှာအစ္စရေးရဲ့ထိုးစစ်ကိုမလလယ်မှာပြန်လည်ထိုးစစ်ဆင်မှုအပေါ်လက်တုပ်ပြန်တဲ့အနေနဲ့အစ္စရေးနိုင်ငံအတွင်းသူ့ရဲ့ပြစ်မှတ်တွေကိုတိုးချဲ့သွားမယ်လို့ဂရုပြုခဲ့ကြောင်းလည်းသိရပါပါတယ်ခင်ဗျာ။ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟာအီလွန်မက်ရဲ့စတာလင်ဂျူရူအင်တာနက်ဝန်ဆောင်မှုကိုနိုင်ငံအတွင်းလက်ပတ်ခွင့်ပြုမှာဖြစ်ပြီးအမေရိကန်နဲ့ဆွေးနွေးမှုတွေမှာတွင်းထွက်ပစ္စည်းလုံခြုံမှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုနဲ့ပတ်သက်ပြီးမူဝါဒပြောင်းလဲမှုတစ်ခုဖြစ်လာပါတယ်။ Starlink DRC SA ဟာလာမယ့်ရက်တွေအတွင်းနိုင်ငံလူဦးရေ135တန်းအတွက်ဝန်ဆောင်မှုတွေစတင်ပေးဆောင်မှာဖြစ်တယ်လို့ကွန်ဂိုစာတိုင်းနဲ့ကျင်းနှံဆက်သွယ်ရေးကြီးကြပ်ကိုယ်ကဲမှုအာဏာပိုင်အဖွဲ့ ARPTC ကလူမှုကွန် H မှာပြောကြားထားပါတယ်၎င်းရဲ့အစီပိုင်းဒေတာမှာ render ကြောထောက်နောက်ခံပြသဘုံအဖွဲ့ကိုတိုက်ခိုက်နေတဲ့ကွန်ဂိုဟာ space 8 company ကို internet ဝန်ဆောင်မှုတွေပေးခြင်းမပြုဖို့ရခင်ကပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။ဆိုမာလီယာနဲ့လီဆိုသူတို့ကတော့ april မှာ starlink ကို internet ဝန်ဆောင်မှု license တွေထုတ်ပေးခဲ့ကြပါတယ်။ ကွန်ကိုရဲ့မိုဘိုင်းအင်တာနက်ကိုထိုးပဝင်ရောက်မှုဟာ2023ခုနှစ်ကုန်မှာ31ရာခိုင်နှုန်းရှိခဲ့တယ်လို့ကွန်ကိုစာတိုင်းနဲ့ကျင်းနဆက်သွယ်ရေးကြီးကြပ်ကွက်ကဲမှုအာဏာမြိုင်အဖွဲ့ ARPTC မှရရှိနိုင်တဲ့လက်တလောကိန်းကဏ္ဍတွေအရသိရပါတယ်။ Render ကြောထောက်နောက်ခံ M23 တပုံလှူရှားမှုကိုတိုက်ဖြတ်ရမှာပံ့ပိုးဖို့အတွက်သမရဖီလစ်ယူဇစ် KD ရဲ့အစိုးရဟာ၎င်းရဲ့မြပြလာတဲ့တွင်းထွက်အရင်းမြစ်တွေကိုလဲလှယ်ပေးခြင်းဖြင့် American ကိုတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ ငញ្ញိုင်းသဘောတူညီချက်တရက်ကိုသဘောတူပါကတွင်းထွက်တဲ့အခြေခံအဆောက်အအုံဆိုင်ရာ project တွေမှာအမေရိကန်ပုတ်ကလီကနဲ့အစိုးရရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေကိုနှစ်နိုင်ငံစလုံးနဲ့ဆွေးနွေးနိုင်တယ်လို့နိုင်ငံတိုင်းဝန်ကြီးမာကိုရူဘီရိုကပြောကြားခဲ့ကြောင်းသိရပါတယ်ခင်ဗျာကျွန်တော်ကိုထပ်ပါ